ီနေ့မှဆရာသင်ပေးမှာကတော့ကိုနေတဲ့နေရာတစ်ခုရဲ့အဲ့ဒါကကိုရောက်ခွေးတဲ့နေရာတစ်ခုရဲ့ကိုဖော်ပြတတ်ဖို့ပဲဖြစ်တယ်။အဲသူများကိုလည်းမေးတတ်ဖို့လည်းပါတာပေါ့နော်။အဲ့တော့ဟိုဒီမှာစာချောင်းကငါးချောင်းနဲ့ဆိုပေမဲ့အဲ့ငါးချောင်းကိုဖြန့်ပြီးတော့ပြောတဲ့မှတ်သားစရာတွေတွေ့လို့ရှိရင်မှတ်သားမယ်။မတိရ vocabulary meaning တွေပါလို့ရှိရင်လည်းရေးပြီးတော့ကြက်လိုက်မယ်။ဒါဆိုလို့ရှိရင်ရက်60အတွင်းမှာ English speaker ကကောင်းသွားဖို့ဆိုတော့အသေးချာပါပဲပေါ့နော်။ဒါပေမဲ့ကိုရဲ့အားထုတ်မှုကလည်း90ရာခိုင်နှုန်းလောက်လိုအပ်တယ်ဆိုတော့မှတ်ထားရမယ်။ကဲလို့ဆရာနဲ့အပြည့်မတိုက်ခင်မှာဟိုဒီက စာကြောင်းလေးတွေကိုအင်္ဂလိပ်လိုအရင်ဆုံးစိတ်ထက်လေးပြောကြည့်ပြီးရေးကြည့်လိုက်ပါအောင်မင်းတို့ရဲ့မျိုးကဘယ်လိုမျိုးလဲ၎င်းကတိတ်ဆိတ်လားလူရှုပ်လားလေပတ်ဖို့မင်းနဲ့တဆုံနေရကဘာလဲအဲ့ဒီမှာငါတို့ဘာလို့လို့ရလဲဒီမှာအဖြေဆိုရင်သူကဘာပြောထားလဲဆိုရင်ဒီကြောင်းဆရာနမူနာပြထားပေါ့ငါတို့ဒေတာတို့အစားအစာတွေစားလို့ရတယ်ဟုတ်ပြီအဲ့ဒီဟာတွေကိုအင်္ဂလိပ်လိုအရင်ဆန်းပြီးတော့ဖြေကြည့်မယ်ပြီးရင်ဆရာတို့ဖြေတိုက်ကြရအောင်ဟုတ်ပြီရပြီဆိုရင်ဆရာတို့ဘာလို့ကြမလဲဆိုရင်အဖြေတိုက်ကြပြီမင်းတို့ရဲ့မျိုးကဘယ်လိုမျိုးလဲဆံပြန်ဆံပြောတယ်လဲမင်းကုန်းဆိုရင်စစ်ကို WH ဟောင်းထောက်ရတယ်ပြောထားတယ်ဘလို့ဆိုရင်ပုံမှန်ဆိုရင်ဟောင်းထောက်ရမှာဒါပေမဲ့ဒီကောင်ကြီးဘလို့လောက်တာလဲဘလို့တော့တာလဲဘလို့စားတာလဲဆိုရလှုပ်ဆောင်ချက်ကိုပြတာမဟုတ်ပဲねသူ့ရဲ့အနေထားကိုပြတဲ့ဘလို့မျိုးလဲဆိုရှင်စောင်းမထားမှာဒီပုံစံလို့မထားမယ် what ကဲ PMSR ရဲ့ pin align key လိုက်ရဆိုပုံစံလို့မထားမယ်အဲ့မှာမှာ menu ရဲ့ mute ဆိုဆရာဒီမှာဗာထည့်လိုက်ဆို your town ထည့်လိုက်တယ်ဆို what is your town like အဲ့လိုမျိုးပြောချင်းဒီမင်းရဲ့မျိုးကဘယ်လိုမျိုးလဲဆိုတာဒီပဲထွက်တယ်ဒီ ally key light ဒီ van မဟုတ်ဘူး van ဆိုရင်ဒီမှာ is ထုတ်လို့မရဘူး dust ထုတ်ရမှာအခုလဲဆို dust အများဆိုရင် do ထုတ်ရမှာအဲ့ဆိုရင်ကြိုက်သည်ဆိုတာဒီပဲထွက်တယ် van ဆိုရင်ဒါ preposition အနေနဲ့သုံးထားတာဖြစ်တယ်ဒါဒီမင်းတို့ရဲ့မျိုးကဘယ်လိုမျိုးလဲလို့ပဲမှတ်သားပြရတယ်ကျန်နောက်ထပ်ရှင်းအောင်နမူနာတစ်ခုထပ်ပြောမယ်တကယ်လို့ဒါဒီကောင် van လို့ယူဆပြီးမှ dust ထုတ်ပြီးသုံးကြည့်အောင် what does your teacher like လို့ရလို့ရှိရင်မင်းတို့ရဲ့ဆရာမဘာကိုကြိုက်တယ်လဲ အလားမမဟုတ်ဘူး what is your teacher like ဆိုရင်တော့မင်းတို့ဆရာမဘာကိုကြိုက်လဲလို့မေးတာမဟုတ်တော့ဘူး preposition တွေနဲ့သုံးထားဖြစ်တဲ့အတွက်ကြောင့်မင်းတို့ဆရာမဘယ်လိုမျိုးလဲသူ့ရဲ့အရေးချင်းသူ့ရဲ့ပုံမှန်တွင်ပြင်ဒါတွေကိုမေးရဖြစ်တယ်အဲ့လိုမျိုးလေးနားလည်ရမယ်နော်အဲ့တော့နေရာတစ်ခုလူတစ်ယောက်ရဲ့ပုံစံသူ့ရဲ့အနေထားကိုမေးချင်တယ်ဆိုရင် what is like ဆိုတာလေးကိုမှတ်ထားမယ်ဒီမှာအားလေးဖြစ်နေတယ်ပေါ့နော်ဒီဟုတ်ပြီနောက်က၎င်းကတိတ်ဆိတ်လားလူရှုပ်လားတိတ်ဆိတ်တယ်ဆိုမင်းတို့လည်းကြက်ထားမလို့လေ quiet လူရှုပ်တယ်ဆိုမင်းတို့လည်းမှတ်ထားမလို့လေ busy ခွာရက်ကတိတ်ဆိတ်တာ BC ကလူများတာလူရှုပ်တာအဲ့ဒါလုံးမှတ်ထားမယ် BC ဒီလူဆိုရင်အလုတ်ရှုပ်တာ BC လို့ခေါ်တယ် sign ဆိုရင် sign တွေမှာလူတွေပြည့်ကျက်ပြီးတော့မနော်ဟိုအရင်ညောင်းရတဲ့ confusion လက်ဖက်ဆန်ဆန်လိုမျိုးပေါ့အဲ့ဆိုရင် BC cafe ပေါ့နော်လူရှုပ်နေတဲ့ cafe ပေါ့အဲ့လိုမှမဟုတ်ဖက်နဲ့မျိုးဆိုလို့ရှိရင်လည်းဒါ BC လို့ဆိုလို့ရှိရင်ဒီမျိုးကလူတွေအရင်များတယ်လမ်းဆိုရင်လည်း BC road ဆိုရင်ကားတွေအရင်ရှုပ်နေတဲ့လမ်းယူ busy လို့ခေါ်တာမျိုးပေါ့နော်အဲ့တော့ quiet busy နှလုံးကြက်ထားမယ်ပြီးတိတ်ဆိတ်တာ quiet ကို busy ရောနှုတ်ဆောင် adjective တွေဖြစ်တော့သူရှိမှာ ms ရှိရတယ်။ဒါမှ ms ရှိတယ်။အဲ့လိုမျိုးတွဲလိုက်တော့မှသူတို့က d တွေဖြစ်သွားကြမှာ။ main ကိုလို့တော့ as ကိုရှေ့ထုတ်လိုက်တယ်။ subject က၎င်းဆိုတော့ဒီမှာ adjective ထည့်မယ်။အဲ့တော့ amazon ဟိုအဖြေဆိုရင် it is ပေါ့။ main ကိုဆိုတော့ဒီ s ကရှေ့ရောက်ထားတော့ is it ဖြစ်သွားတယ်။ is it quiet တော့မဟုတ်ဖြစ်အောင် all လေးတော့ထည့်လိုက်မယ် is it quiet or busy is it quiet or busy ၎င်းကတိတ်ဆိတ်သလားလူရှုပ်သလား ဟုတ်ပြီနော်အဲ့တော့ကလေဘတ်ဖို့မင်းနှစ်သုံးနှစ်သက်ဆုံးနေရာကဘာလဲဘာလဲဆိုတော့ white ပေါ့ဒီမှာဖြစ်တယ်ဆိုတဲ့အိပယ်ပါတယ်မင်းနှစ်ဆုံးနေရာကဘာဖြစ်တယ်လဲဖြစ်တယ်ဆိုရင် is ပါမယ်အမစ်စာပါမယ် what is မင်းနှစ်သက်ဆုံးနေရာ your အနှစ်သက်ဆုံးက favorite your favorite cafe နော် please အဲ့ဘာဖြစ်လဲဆို what is your favorite place ဘာလို့ဖို့လဲလေဘတ်ဖို့ဖို့လို့ကျန်တို့က to နေရတယ် to visit အဲ့တော့ what's your favorite place to visit မင်းလည်းပါဖို့ကောင်းဆုံးနေရာဘာဖြစ်မလဲဟောအဲ့ဒီမှာငါတို့ဘာလို့ရလဲလဲမင်းဟုတ်ဆိုရှေ့ကိုဘာထုတ်ရမလဲဆိုတော့ wh ထုတ်ရမယ်ဘာဆိုတော့ what ထုတ်လိုက်မယ်နော် what ပြီးလို့ရှင်ဘာလို့လို့ရလဲဆိုရင်ဘာလို့လို့ရလဲဆိုတာဒီခက်တကယ်ကတော့ဘာလို့လို့ရနိုင်လဲဆိုတဲ့သဘောမျိုးပါတယ်အဲ့တော့ what can လေးနဲ့တော့လိုက်မယ် ဘာလို့လို့ရလဲဆိုတာလုံရတယ်ဆိုတော့မဖြစ်မနေလုံရမယ်ဆိုရင် must တဘောမျိုးမထွက်ဘူးလုံလို့ရနိုင်တယ်ဆိုရင် can တဘောမျိုးထွက်တယ်အဲ့ကြောင့်ဆရာကမှ can ကိုတောင်းလိုက်တာပေါ့နော်ငါတို့ဆိုရင်လို့ဆိုရင် we လို့ခေါ်တယ်လုံတာကကျတော့ do လို့ခေါ်တယ်အဲ့တော့ what can we do အဲ့ဒီမှာအဲ့ဒီမှာဒီသာစကားပြောစကားအရေးစကားမှဆိုရင်ထိုနေရာမှာလုပ်လို့ပဲဖြစ်တယ်ထိုနေရာမှာအင်္ဂလိပ်လိုပြောခေါ်တယ်ဆိုရင် there လို့ခေါ်တယ်အဲ့လိုမှသာဟဲ့ဒီမှာဆိုတာကိုဒီနေရာမှာဆိုရင် here ဟိုနေရာမှာဆိုရင် there နော်ဟိုမှာလည်း there ပဲအဲ့လိုလေးမှသာလဲ ငါဆိုအဖြစ်တမျိုးပြောကြည့်အောင်ငါတို့ဒေတာထွက်အစားအစာတွေစားလို့ရတယ်ဒီမှာလည်းမှတ်စရာပါမယ်ငါတို့ဆိုတော့ we စားလို့ရတယ်ဒီမှာလည်းဗာလဲဆိုရင်ရနိုင်တယ်ဆိုတော့ယူညွန်ကဆက်တက်တက်နိုင်အောင်ဖြုတ်ထားတာရတယ်ဆိုတာမဖြစ်မနေလောက်ရမယ်ဆိုတာမြင်ပြီးတဲ့ math ဆိုတာလည်းရှိတယ်လုံးလို့ရနိုင်တယ်ဆိုတော့ခံလဲရှိတယ်အဲ့ဒါအောင်မှဒီရတယ်မြင်လို့ရှိရင်ဒီသဘောတရားလေးနဲ့ဆက်ဆက်ပြီးယူလို့ရလို့ဆရာနိုင်အောင်ဖြုတ်ထားပါတော့ဟိုတော့ we can စားရဆိုရင် each လုံးလို့ရတယ်စားတော့ဒီဆိုရင်အရောဖတ်တော့တယ်ဆိုရင် half လုံးလို့ရတယ် ဲ့ဒါမှမဟုတ်ဘူးနှစ်နှစ်ခြားခြားပြပြွှွှင်ရှင်စားသုံးတယ်ဆိုရင်တော့ဆရာဘာနဲ့သုံးရလဲဆိုတော့ enjoy နဲ့သုံးရတယ်အဲ့လေးကိုမှတ်ထားကိုယ့်အိမ်ကိုလာပြီးဧည့်သည်လာစားလို့အခုစားပါဆိုရင် eat it တို့ have it တို့မပြောရဘူးစားပါလို့မပြောရဘူးသုံးဆောင်ပါဆိုပြီးတော့နှစ်ခြိုက်သုံးဆောင်ပါဆိုအထိပယ်လေးဖြစ်ချင်တယ်ဘယ်လိုလေးသုံးရလဲဆို enjoy လေးနဲ့သုံးရတယ် enjoy your food ဒီမေးအစားစားတွေကိုနှစ်ခြိုက်ခံစားကြပါသုံးဆောင်ကြပါဆိုအထိပယ်ထွက်တယ်အဲ့လေးမှတ်ထားမယ် we can enjoy data ထွက် အစားစား data ထွက်ကို local လို့ခေါ်တယ်အစားစားကို food လို့ခေါ်တယ် we can enjoy local food. And the color level, what's your town like? As a good news, blue news, and your my town is small, I'm only big, I'm is noisy, so level it's quiet. They say that. Is this quiet or busy? They say, you know, it's quiet. Lu uh, you we know, it's busy. What's your favorite uh, what's your favorite place to visit? I say my favorite place to visit is the uh, barbecue uh, အဖကူတာဆိုရင်ဘယ်ဖကူတာပေါ့အဲ့လိုမျိုးလို့ပြောပြမှာဖြစ်တယ်။ What can we do there? ငါတို့ကဘာလုပ်လို့ရလဲဆိုရင် we can ဆိုပြီးတော့ဘာလုပ်ရလဲ we can enjoy the nature တဘာဝကြီးကိုခံစားလို့ရတာ we can enjoy local food ဒေသခံစားစားကိုစားလို့ရတာဆိုလုပ်လို့ရတဲ့ဟာမျိုးပြောရမှာဖြစ်တယ်။ဒီမေကုန်းတွေကိုကိုယ့်ရဲ့အပိုင်းလေးဖြစ်အောင်ထပ်ခါထပ်ခါလေ့ကျင့်မယ်။နောက်ဆုံးလေ့ကျင့်ပုံမရှိသူများပြန်ပြီးသင်ပေးကြည့်မယ်။အဲဒါဆိုလို့ရှိရင်ဒီတစ်မျိုးလေးရသွားပြီ။ကိုယ်နေရနေရတစ်ခုကိုသူများကိုမေးတက်ပြီးကိုကြောက်ကိုယ့်ရဲ့နေရကိုလည်းသူများမေးလိုက်လည်းငားလည်ပြီးတော့ပြန်ပြောတက်ပြီးပါတော့။ခင်အားလုံးပဲအဆင်ပြေကြပါစေ။